2023ခုနှစ်နိုဝင်ဘာလ15ရက်နေ့ညနေ9နာရီတိတိတွင် ရန်ကုန်မြို့၏အချက်ချာကြသောမက်ထရိုယထားလိုင်းနှင့်လှေဒန်းဘူတာမှ ထွက်ခွာလာသောယထားပေါ်၌ဖြစ်ပွားခဲ့သောတုံးလို့ဖွယ်ရာအဖြစ်ပြက်တစ်ခုဖြစ်သည့်ဂိုင်းဝင်တဦးကအမျိုးသမီးစစ်တေတာကိုကဲရီမှုတဦး၏လေပင်ကိုညှိ၍ရိုင်းနှက်မှုတစ်ခုဖြစ်ပွားခဲ့သည်သောသောဤဖြစ်ပျက်ဤနောက်ွယ်မှအမှန်တရားကိုသိရှိရပါက သင်တို့သည်ကမ္ဘာလောကကိုလုံးဝခြားနားသောရှုထောင့်မှမြင်တွေ့ရပါလိမ့်မည်ယင်းသည်တကယ်တမ်းဖြစ်ပွားခဲ့သောဇလန်းဖြစ်ပြီးယခုထိတိုင်ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သောကြောင့်ပုံမူ၍ထိတ်လန့်စရာကောင်းပါသည်နောက်ဆုံးမှထွက်ပေါ်လာမည်အလှည့်အပြောင်းကိုမြည်သူမျှခံမန်းနိုင်မည်မဟုတ်ပါပြင်ဆင်ထားပါပြီလားဒါဆိုစတင်လိုက်ပါတော့မည်အခန်းတရန်ကုန်မက်ထရိုပေါ်ကကံကြမ္မာ 2023ခုနှစ်နိုဝင်ဘာလ15ရက်နေ့ညနေ9နာရီတွင်ရန်ကုန်မြို့၏အချက်ချာနေရာများကိုဖျက်ဆီးသွားသောမက်ထရိုရထားလိုင်းနှင့်လှဲဒန်းဘူတာပလက်ဖောင်းသည်အလုပ်စင်းချိန်လူအုပ်များဖြင့်ပြည့်နှက်နေသည့်မြည်သူမြှထိုနေ့တွင် ဖြစ်ပွားမိတုံ့နှုတ်ဖွယ်ရာအဖြစ်ပြက်ကိုကြိုတင်ခံမှန်းနိုင်ခြင်းမရှိခဲ့ပါဒုံဒုံရထားဝင်လာတဲ့ကြားရပြီးတကားများပွင့်သည့်နေ့လူများအလုံးရင်းဖြင့် ြုံတိုးဝင်ရောက်လာကြသည်ထိုလူအုပ်ထဲတွင် ထူးခြားသောပုဂ္ဂိုလ်နှစ်ဦးပါဝင်ခဲ့သည် ပထမပုဂ္ဂိုလ်ဘုံမူကြီးမတီတာလင်းမက်ဆယ်ဒလင်း အသက်38နှစ်အရက်၅ပေလေးလက်မခံရှိပြီးသေးတယ်တော်လဲတန်မာသောကိုခန္ဓာနှင့်စိတ်ဝိစုံပုံစံလေးကျင့်ရေးဝိစုံကိုဝစ်ဆင်ထားသည် ပထမတစ်ချက်ကြည့်လိုက်ပါကတာမန်ယုံဝင်တဲ့အမျိုးသမီးတဦးလိုထင်ရတော်လဲသူမ၏နောက်ကျောင်းရာဇဝင်မှာအံ့ဩဖွယ်ဖြစ်သည်သူမသည်တက်မတော်ဤအနောက်မြောက်တိုင်းစစ်ဒေသကိုကဲရေးမှူး Military Region Commander အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးသောမြမတက်မတော်ဤအငယ်ဆုံးအမျိုးသမီးဗိုလ်မှူးကြီးဖြစ်ပြီးနှစ်ပေါင်း20ကြာ စစ်ဝတ်ဆောင်ကိုဝတ်ဆင်၍နေထိုင်ခဲ့သောစစ်သမီးစစ်စစ်ဖြစ်သည်သူမ၏တည်ငြိမ်ပြီးထက်မြက်သော မျက်လုံးအစုံသည်စစ်မြေပြင်နှင့်လေကျင်ကန်ပေါင်းများစွာကိုဖျက်တမ်းလာခဲ့သောဝါရင့်စစ်တီတဦးဖြစ်ကြောင်းတတ်သိပြနေသည် ထိုနေ့တွင် သူမသည် ကာကွယ်ရေးဝန်ကြီးရုံးအမျိုးသမီးစစ်မှုထမ်းများ၏အခွင့်အရေးမြင့်တင်ရေးအစည်းအဝေးမှအိမ်သို့ပြန်လာခြင်းဖြစ်သည် ဒီနေ့လည်းခက်ခဲတဲ့နေ့တစ်နေ့ပါပဲလေဟုဘုံမူကြီးမတီတာလင်းကတပြင်းချရင်ယထာဘော်တို့တက်ရောက်ခဲ့သည်စစ်တပ်အတွင်း၌ပင် အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုနှင့်ဗလိုက်မှုများရှိနေစေဖြစ်သောကြောင့်အစည်းအဝေးသည်မလွယ်ကူခဲ့ပါဒုတိယပုဂ္ဂိုလ်ကိုဖိုးတီဟာ ခဖိုးတဲ့ဟာ အသက်45နှစ်အရက်9ပေ30လက်မခန့်ရှိသော ကြန့်ခိုင်သည့်ကိုခန္ဓာနှင့်အနက်ရောင်တီရှပ်ကိုဝတ်ဆင်ထားသည် လေပင်နှင့်လက်မောင်းများတွင်ထိုးထားသောခြင်းသည့်ချိန်သည့်ပုံမင်များကအင်ကြီးအောက်မှထွက်ပေါ်နေသည်သူသည်ရန်ကုန်ခြင်းသည့်ဟုလူသိများသည့်ဂိုင်းဝင်တဦးဖြစ်သည်၁၅နှစ်ကြာဤနေပေတွင်ကျင်လည်ခဲ့သောဝိုင်းရင်တဦးဖြစ်ပြီးထိုနှင့်မွန်လဲပိုင်းတွင်တငယ်ချင်းများနှင့်အရက်တောက်ခဲ့သည်အရက်နှဲငယ်တောက်ထားသဖြင့်မူရစ်ချင်းမရှိတော်လဲအရက်နှံများကသူ့ကိုယ်ပေါ်တွင်ဆွဲကြံနေသည်ဒီနေ့ဘာလို့စိတ်တွေအယမ်းတူနေရတာလဲကိုဖိုးတီဟာသည် ယထာဘောတက်ရင် မချေမငန်ရေရွတ်လိုက်သည် အမှန်စင်စစ်သူတွင် တခြားသူများမသိသောနှဆိုင်သည့်စိတ်တံရတစ်ခုရှိနေသည်သို့တော်ထိုချိန်ထိညီသူမျှထိုရှုဝက်ချက်ကိုမသိသေးပေကံကြမ္မာဤမက်ထရိုယထာစတင်ထွက်ခွာလာသည်ယထာသည်လှဲရန်ဘူတာမှ ကမာရွတ်ဘူတာသို့ဥတီနေသည်အလုံစင်းချိန်ဖြစ်သောကြောင့်ယထာရဲအတွင် လူကျက်နေသည်ဘူမူကြီးမတီတာလင်းသည် တဖက်ထောင်တွင်ရဲ၍ဖုံးဖြစ်သတင်းများကြည့်ရှုနေသည်တက်မတော်နှင့်တက်ဆိုင်သောသတင်းများကိုဖတ်ရှုခြင်းသည် သူမ၏အလေးအကျင့်ဖြစ်သည် ကိုဖိုးတီဟာသည်တကားပေါင်နာတွင်မိလျက်ရက်နေသည်အရဲနှံ့တင်းတင်းလေးထွက်ပေါ်နေတော်လဲယထားရဲအတွင်းရှိ အခြားခီးတဲ့များသည် သူ၏ပုံမင်များနှင့်ကြမ်းတမ်းသောရုပ်ရည်ကြောင့်ရှောင်ဖယ်၍ရက်နေကြသည်ဘာရီကြည့်နေကြတာလဲကိုဖိုးတီဟာသည် သူ့ကိုခိုးကြည့်နေသောအမျိုးသားတအူးကိုထက်ရှသောအကြည့်ဖြင့် ကြီးလိုက်သည် ထိုမျိုးသားသည် အလွန်အံ့ဩသွားပြီးခေါင်းကိုလှည့်မြန်စွာလှည့်ပစ်လိုက်သည်အခန်းနှင့်ပရိပခာဤစတင်ခြင်းယထာသည် ကမာယုဘူတာတို့မရောက်မီ ရုတ်တရက်အရှိန်တက်လိုက်သည်အချက်ပြစနစ်ကြောင့်ဖြစ်တော်လဲရုတ်တရက်အရှိန်တက်လိုက်ခြင်းဖြစ်သည်ယထာရဲအတွင်းရှိလူအလုံးရှိသူပြိုကျသွားသည် ထိုခိုက်တန့်တွင်ကိုပိုးတီဟာသည်ဟန်ချက်ပြက်ကရိုင်လဲစပြူလာသည် အရဲကြောင့်ပုံမှန်ထက် န့်ချက်ထိန်းနိုင်စွာယော့နေနေခြင်းဖြစ်သည်ကိုဖိုးတီဟာသည်ဟန့်ချက်ထိန်းရန်စူးစမ်းတော်လဲနောက်ကျသွားပြီး သူသည်ဘုံမူးကြီးမတီတာလင်းဘတ်သို့လဲကျသွားသည်ဒုံကိုဖိုးတီဟာ၏ပခုံးသည်ဘုံမူးကြီးမတီတာလင်း၏ပခုံးကိုတိုက်မိသည်ပြင်းသောအရက်နှံ့သည် သူမထံသို့ရောက်လာသည်ကောင်းမှန်ပါတယ် ဝမှုကြီးမတီတာလင်းသည်စစ်တီပီးသားသောယဉ်ကျေးမှုဖြင့်အေးစေးတည်ငြိမ်စွာပြောလိုက်သည်သူမသည်ကိုယ်တိုင်တိုက်မိသူမဟုတ်တော့လေအခြေအနေကိုပြေလည်စေရန်စိတ်ရှည်လက်ရှည်ပြောလိုက်ခြင်းဖြစ်သည်သို့တော့ကိုဖိုးတီဟာဤတုံ့ပြန်မှုမှာလုံးဝမထင်မှတ်ထားခဲ့ပါ။ဘာတောင်းပန်နေ ကိုပိုးတီဟာဒီရုတ်တရက်ခေါင်းမော့ကဘုံမူကြီးမတီတာလင်းကိုစိုက်ကြည့်လိုက်သည် သူ၏မျက်လုံးများတွင်ထူးဆန်းသောရံလိုစိတ်များပေါ်ပေါက်လာသည်နင်းကြောင့်ငါလဲကြရတာမဟုတ်ဘူးလားဘာလို့တောင်းပန်နေရတာလဲဘေးပတ်ဝန်းကျင်မှခရီးသည်များသည်လေတူး၏အခြေအနေမကောင်းသည်ကိုရိပ်မိသဖြင့်တဦးပြီးတဦးခေါင်းလဲကြည့်လာကြသည်ကျမတိုက်မိတာမဟုတ်ပါဘူး ယထာယုတ်တရရဲ့လို့ဖြစ်တာပါဘုံမူကြီးမတီတာလင်းဤအတန်မှာတည်ငိမ့်နေစေဖြစ်သည်နှစ်ပေါင်း20ကြာစစ်တည်ဖြစ် နေထိုင်ခဲ့သည့်သူမသည်ဤကဲ့သို့အခြေအနေမျိုးကိုမြည်တို့ကင်တွယ်ရမည်ကိုသိရှိထားသည် စိတ်ခံစားမှုမပါဘဲအခြေအနေကို ရှင်းလင်းခြင်းသည်အကောင်းဆုံးဖြစ်ကြောင်းသူမသိသည် သို့သောဤတည်ငြိမ်မှုသည် ကိုဖိုးတီဟာအတွက်စိန်ခေါ်မှုတစ်ခုလိုဖြစ်ခဲ့သည်။ဟေး ဒီမိမအခုငါ့ကိုပြန်ပြောနေတာလားကိုဖိုးတီဟာဤအတန်ရုတ်တရက်ကျဲလောင်လာသည်ယထာရွဲအတွင်းရှိ လူအလုံးဤဘက်သို့လှည့်ကြည့်လာကြသည်ယထာရွဲအတွင်းနေရုသည်ခိတက်မြရက်တန့်သွားသည်ခီးဤတယ်များသည်ကြောက်ရွံ့၍မျက်နှာလွှဲထားကြပြီးညီသူမြဝင်ရောက်ရန်မကြိုးစားခဲ့ကြပေအခန်း၃အကျန်းဖတ်မှုနှင့်စိတ်တန်ရာ နေအခုဘာပြောလိုက်တာလဲကိုဖိုးတီဟာဒီဘုံမူကြီးမတီတာလင်းထန်တို့တလန်းတိုးလာသည် သူဤမျက်နာသည်အရက်ရှိန်နှင့်ဒေါသတို့ကြောင့်ညည်းနေသည်ဘုံမူကြီးမတီတာလင်းသည်နောက်ဆုတ်ခြင်းမရှိခဲ့ပါ သူမဤမျက်လုံးများသည်တည်ငြိမ်နေစေဖြစ်တော်လဲအတွင်း၌ခိုင်မာသောစိတ်ဆန္ဒတစ်ခုရှိနေသည်ကျမယံဖြစ်လို့စိတ်မရှိပါဘူးတိတ်ဆိတ်စွာနေပါဤစကားသည်ကိုပိုးတီဟာဤဒေါသကို စီလောင်းလိုက်တဲ့ကဲ့သို့ဖြစ်ခဲ့သည်တိတ်ဆိတ်နေပါ ဟေးနေခုငါ့ကိုလစ်လူရှုနေတာလားကိုဖိုးတီဟာဤအတန်သည်ယထားရဲအတွင်ပဲ့တင်ထက်သွားသည် အခြားခီးတဲ့များသည်ကြောက်လန့်၍နောက်တွဲများစီသို့ရှောင်းတိန်လာကြသည် အလေလက်အရွယ်အမျိုးသားတဦးကရဲကိုဖုံးဆက်တဲ့နေမဟုတ်လားဟု တိုးတိုးလေးရေရွတ်တော်လဲကိုဖိုးတီဟာဤကြောက်မက်ဖွယ်ရာပုံစံကိုကြည့်၍ဖုံးထုတ်ရန်ပင်တတိမရှိခဲ့ပေ နင်လိုမိမမျိုးကငါကို ကိုဖိုးတီဟာသည်ရုတ်တရက်ပုံမူကြီးမတီတာလင်းဤပခုံးကို ပြင်းထန်စွာတွန်းလိုက်သည်ထိုင်းပုံမူကြီးမတီတာလင်းသည်နောက်သို့လဲကျသွားကယထာလက်ကင်တွင်နောက်ကျောနှင့်ရိုက်မိသည်သို့သောသူမလုံးဝထိတ်လန့်သွားခြင်းမရှိဘဲပုံမူတီငြိလာသည် သတိပေးထားတဲ့လက်နဲ့ထမတိနဲ့ဘုံမူကြီးမတိတာလင်း၏အတန်တွင်ချင်းချောက်မှု တစုံတရာပါဝင်လာသည်နှစ်နှစ်ဆက်ကြာစစ်တီအဖြစ် နေထိုင်ခဲ့သော သူမ၏စစ်တီပိသားမှုစတင်ထွက်ပေါ်လာသည် သို့သောကိုဖိုးတီဟာသည် ထိုသတိပေးချက်ကို မကြားခဲ့ပါသို့မဟုတ်မကြားနိုင်ခဲ့ပါ သူ၏ဦးကောင်းထဲတွင်လွန်ခဲ့သော15နှစ်ကကြောက်မက်ဖွယ်ရာ အမေ့ရစရာများပေါ်ထွက်လာသည် ရုတ်တရက်ဘုံမူကြီး မတိတာလင်း၏မျက်နာသည် သူ့ကိုမတူညီစွာမြင်လာသည်ရန်သူ၏မျက်နှာကဲ့သို့ပင်ဖြစ်သည်ဒီမိမအကိုကိုတီဟာသည်လက်တီးဆုပ်ကဘုံမူကြီးမတီတာလင်းထံသို့တိုးလာသည်ဘုံမူကြီးမတီတာလင်းသည်ချက်ချင်းစည်ရေးပြင်ဆင်မှုပြုလိုက်သည် သူမ၏ကိုခန္ဓာသည်အလိုလျောက်ဟန်ချက်ထိန်းသွားပြီးမျက်လုံးများကကိုဖိုးတီဟာ၏လှုပ်ရှားမှုအလုံးကိုပိုင်းခြားစိတ်ဖြာနေသည်နောက်ဆုံးတတိပေးတာ သို့သောကိုဖိုးတီဟာသည်စိတ်ထိန်ချုပ်နိုင်စွမ်းကင်းမဲ့နေပြီးထို့နောက်ယထာရဲအတွင်စိတ်ကူး၍ပင်မရနိုင်သောအဖြစ်ပြက်ဖြစ်ပေါ်လာသည်တပ်ပြစ်မယ်ကိုဖိုးတီဟာသည်ရုတ်တရက်ဘုံမူကြီးမတီတာလင်းဤလေပင်စီတို့လလန်းလိုက်သည် ထိုခိုက်တန့်တွင်ယထာရဲအတွင်အချိန်ရက်တန့်သွားသလိုခံစားရသည်ခီးတဲ့များ အော်ဟစ်ကြပြီးတအူးကကဲပါဦးဟု အော်လိုက်သည် ကိုဖိုးတီဟာဤလက်ချောင်းများကဘုံမူကြီးမတီတာလင်းဤလေဘင်းကိုတင်းကျက်စွာ ဆုပ်ကင်ထားသည်နင်းလိုမိမမျိုးကိုဆုံးမမအတိတရားရမည်ယထာရဲအတွင် လုံးဝအုပ်အော်တောင်းတင်းဖြစ်သွားသည်တယောက်ယောက်ကူညီပါဦးရဲကိုခေါ်ပါဒီလူယူးနေပြီးခီးတယ်များဤအော်တန်များပဲ့တင်ထက်နေသည် အချို့သူများသည် ဖုံးထုတ်၍ရဲကိုအကြောင်းကြားရန်စတင်ကြသည် ိုဖိုးတီဟာသည်ဘုံမူးကြီးမတီတာလင်းဤလေဘင်းကိုညှိရင်ပုံမောအားဆိုင်လိုက်သည် သူဤမျက်လုံးများတွင် ယူတုံမှုများဆွဲကပ်နေသည်နင်းနင်းရန်သူပဲရန်သူကိုတက်ရမယ်သူသည်စစ်မြေပြင်တွင်တိုက်ခိုက်နေသောစစ်တီတဦးကဲ့သို့ထူးဆန်းသောစကားများရေရွတ်လာသည်ဘုံမူကြီးမတီတာလင်းဤမျက်နာသည်တဖြည်းဖြည်းနီးရဲလာသည်သို့တော်သူမ၏မျက်လုံးများကတည်ငြိမ်နေစေထိတ်လန့်မှုမဖြစ်ပေ ်အခြေအနေကိုပိုင်းခြားစိတ်ဖြာနေသည်စစ်လက္ခဏာပဲဒီလူနာကျင်နေတဲ့လူနာပဲသူမသည်စစ်တီဟောင်းတဦး၏အတွေ့အကြုံအရကိုဖိုးတီဟာ၏အခြေအနေကိုချက်ချင်းသိရှိလိုက်သည် သို့သောယခုအချိန်သည်ပိုင်းခြားစိတ်ဖြာနေရမည့်အချိန်မဟုတ်လေပင်ညှိခံရသဖြင့်အသက်ရှူရခက်ခဲလာပြီထိုခိုက်တန့်တွင်အံ့ဖွယ်ရာတစ်ခုဖြစ်ပေါ်လာသည်ဘုံမှုကြီးမတီတာလင်းသည်လျှက်စည်းကဲ့သို့ပြင်းပြန်သောလှုပ်ရှားမှုဖြင့် ကိုဖိုးတီဟာ၏ လက်ကောက်ဝတ်ကိုစုပ်ကင်လိုက်ပြီးကျွမ်းကျင်သောအစစ်ရိုးထိန်းချုပ်နီး joint lock ကိုအသုံးပြု၍သူ့ကိုကျန်းပြင်ပေါ်သို့ဖိချလိုက်သည်အာကိုကိုတီဟာဒီကျန်းပြင်ပေါ်လဲကြကအော်ဟစ်လိုက်သည်ဘုံမူကြီးမတီတာလင်းဤပြေဆောင်သောထိန်းချုပ်မှုအောက်တွင်သူသည်လုံးဝအချုပ်ခံထားရပြီးတထားရဲအတွင်ရုတ်တရက်တိတ်ဆိတ်သွားသည်ခီးတဲ့အားလုံးဤမြင်ကွင်းကိုမယုံကြည်နိုင်စွာကြည်နေကြသည်ကိုခန္ဓာသေးတွေသောအမျိုးသမီးတအူးက ကြန့်ခိုင်သောအမျိုးသားတအူးကို စက္ကန့်ပိုင်းအတွင်းဖိနှိပ်လိုက်ခြင်းပင်ကျမကတက်မတော်ဘူမူကြီးမတီတာလင်းမှာခမည်းကိုအများပြည်သူအနှောက်ယှက်ပေးမှုနဲ့ရိုင်းနှက်မှုပုံမှားတွေနဲ့လက်ရှိကျူးလွန်သူအဖြစ်ဖန်ဆီးပါတယ်ဘူမူကြီးမတီတာလင်း၏အတန်မှာတည်ငြိမ်နေဆဲဖြစ်တော်လဲယခုတစ်ချိန်တွင် ပြင်းထန်သောအာဏာပါဝင်လာသည်ဘူမူကြီးလားခရီးတဲ့တအူးကအံ့ဩစွာမေးလိုက်သည် ဟုတ်ပါတယ် ထိုခိုက်တန့်တွင်ယထာတွဲအတွင်လေးထုလုံးဝပြောင်းလဲသွားသည်ခီးသည်များသည်လက်ခုပ်တီးစားပြူလာကြသည်ဝါတကယ်မိုက်တာပဲတရားမျှတမှုရပြီဘုံမှုကြီးအကောင်းဆုံးပါပဲသို့တော်ဘုံမှုကြီးမတီတာလင်းဤမျက်နာမူရာမှာရှုပ်ထွေးနေသည် သူမသည် ကျမ်းပြင်ပေါ်တွင်လဲကြနေသော ကိုဖိုးတီဟာကိုငုံကြည့်ရင်တစုံတရာကို တွေးတောနေသည်ကိုဖိုးတီဟာသည်ကျမ်းပြင်ပေါ်မှ ရေရွနေသည်သူ ူဘယ်မှာလဲရဲဘော်တွေရဲဘော်တွေဘယ်မှာလဲဤစကားကိုကြားသောအခါဘိုလ်မှူးကြီးမတီတာလင်း၏မျက်နှာအမူအရာပုံမိုလေးနဲ့လာသည် သူမ၏ခံမှန်းချက်မှန်ကန်ခဲ့သည်ဤသူသည်တကယ်တမ်းပစ်စစ်ပြန်စိတ်တန်ရာ လူနာဖြစ်သည်ခဏနေပါဦးဤတွင်ဇလန်းမပြီးသေးပါအခုမှ တကယ်စတင်ခြင်းဖြစ်သည်ဤအဖြစ်ပြက်နောက်ွယ်တွင်ဝတ်ထားသောတုံးလို့ဖွယ်ရာအမှန်တရားပေါ်ထွက်လာတော်မူဖြစ်သည်အခန်း၄ အမှန်တရားပေါ်ပေါက်လာခြင်းယထာသည့်တက္ကသိုလ်ရိပ်သာလန်းဘူတာတို့ရောက်ရှိချိန်တွင်ရဲများကအသင်ဆောင်ဆိုင်နေပြီးခရီးသည်များဤတရင်ပေးမှုကြောင့်ရောက်ရှိလာခြင်းဖြစ်သည်ဒီဘက်ပါဘုံမှုကြီးမတီတာလင်းသည်ကျမ်းပြင်ပေါ်၌အချုပ်ခံထားရသော ကိုဖိုးတီဟာကိုရဲများထံလွှဲပြောင်းပေးအပ်ခဲ့သည် ကိုဖိုးတီဟာသည်လက်ထိတ်ခတ်လျက်ရဲကားပေါ်တင်ဆောင်သွားသည် သူ၏မျက်နာသည် အိမ်မက်မနိုးလာသူတဦးကဲသို့မှိုင်းတိုင်တိုင်ဖြစ်နေသည်ဘုံမူကြီးတကယ်ရဲရင်နာပဲဒီလိုလူဆိုးကို ဆုံးမပေးလို့ကျေးဇူးတင်ပါတယ်မြို့သူမြို့သားများကဘုံမူကြီးမတီတာလင်းကိုလက်ခုပ်တီးဂုဏ်ပြုကြသည်ကျမလှုပ်တဲ့အလုပ်ကိုလုပ်ခဲ့တာပါဘုံမူကြီးမတီတာလင်းကတည်ငြိမ်စွာပြန်ဖြေတော်လဲသူမ၏စိတ်ထဲတွင် မတည်ငြိမ်ခဲ့ပါကိုဖိုးတီဟာ၏နောက်ဆုံးစကားများကသူမ၏ဦးခေါင်းထဲတွင်ဆက်လက်ပဲ့တင်ထက်နေသည် ိုညတွင်ရန်ကုန်တိုင်းရဲတပ်ဖွဲ့စခန်း၌ကိုဖိုးတီဟာကို စစ်ဆေးမေးမြန်းနေသည်နမေကိုဖိုးတီဟာဟုတ်ပါသလားဟုတ်ပါတယ်ကိုဖိုးတီဟာသည်ခေါင်းကုံ၍ဖြည်သည်အရက်ရှိန်လုံးဝကင်းစင်နေပြီရဲရာရှိကကွန်ပျူတာဖြင့်ကိုဖိုးတီဟာ၏အချက်လက်များကိုစစ်ဆေးရာမှ ရုတ်တရက်မျက်နှာပြက်သွားသည်ခဏလေးရဲရာရှိက ဖန်သားပြင်ကိုထပ်မံစစ်ဆေးပြီးမယုံကြည်နိုင်သောအမူအရာဖြစ်သွားသည် ကိုဖိုးတီဟာ ခမည်းစမှုရန်ဟောင်းလားကိုဖိုးတီဟာသည်ဖြင်းင်းစွာခေါင်းမောကြည့်သည် ဟုတ်ပါတယ်15နှစ်ကြာတက်မတော်တရင်အရာခံဘူအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2008ခုနှစ်ချင်းရွှေဟော်နယ်မြေစစ်စင်ရေးကို ပါဝင်ခဲ့တယ်လို့ဖော်ပြထားတယ်စစ်စေးရေးခန့်ဤဒေဒုပြောင်းလဲသွားသည် ဟုတ်ပါတယ်ကိုဖိုးတီဟာဤအတန်တုံရင်လာသည် ရဲရာရှိက အသေးစိတ်မှတ်တမ်းကိုဆက်လက်စစ်ဆေးပြီးပုံမအံ့ဩဖွယ်ရာအမှန်တရားကို တွေ့ရှိခဲ့သည်ကိုကိုတီဟာ ခမားအနားယူခဲ့ရတာဘာကြောင့်လို့ဖော်ပြထားတယ်ပြီးတော့ချင်းရွှေဟော်မှာရဲဘော်တွေကိုကယ်ဆယ်ရေးလုပ်ရင်းဒဏ်ရာရခဲ့တယ်ဆိုတော်ပါတော့ကိုဖိုးတီဟာသည်လက်ဖြင့်မျက်နာကိုဖုံးကွယ်လိုက်သည်15နှစ်ကြာခဲ့ပြီဖြစ်သောကြောက်မက်ဖွယ်ရာအမှတ်ရစရာများပြန်ပေါ်လာသည်အဲ့ဒီတုန်းကအခြေအနေကိုပြောပြလို့ရမလား ကိုပိုတီဟာဒီအချိန်ကြာကြီးတိတ်ဆိတ်နေခဲ့သည့်ထို့နောက်တုံရင်သောအတန်ဖြစ်စတင်ပြောဆိုလာသည်2008ခုနှစ်နိုဝင်ဘာလကချင်းရွှေဟော်မှာဖြစ်ခဲ့တာပါကျွန်တော်တို့တပ်စုကိုစစ်ကူတပ်ဖွဲ့တွေကရုတ်တရက်ခြုံကိုတိုက်ခိုက်ခဲ့တယ်ကျွန်တော်ရှိမှပဲရဲဘော်တွေတဦးပြီးတဦးလဲကြကုန်တယ်ကိုပိုတီဟာဒီကျဲလောင်စွာငိုကြွေးလာသည်ကျွန်တော်သူတို့ကိုကယ်ဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့နောက်ဆုံးတော့မကယ်နိုင်ခဲ့ဘူး အဲ့ဒီနောက်ပိုင်းအိမ်မက်ဆိုးတွေစတင်လာခဲ့တာနေတိုင်းညတိုင်းသူတို့တွေအိမ်မက်သေးရောက်လာတယ်ရဲရရှိသည့်ယခုအခါနားလည်သွားပြီးယနေ့မက်ထရိုပေါ်တွင် ဖြစ်ပွားခဲ့သော အဖြစ်ပျက်သည်ရိုးရိုးရှင်းရှင်းရိုင်းနှံ့မှုမဟုတ်တော့ပါအခန်း၅နာကျင်မှုကို နားလည်ခြင်း နှစ်ရက်အကြာတွင်ဗိုလ်မှူးကြီးမတီတာလင်းသည်မထင်မှတ်သောအပြုအမူကိုလှုံ့ဆော်ခဲ့သည်သူမကိုယ်တိုင်ရန်ကုန်ရဲတပ်ဖွဲ့စခန်းသို့တွားရောက်၍ကိုဖိုးတီဟာနှင့်တွေ့ဆုံရန်တောင်းဆိုခဲ့သည်တားကောင်ကကျူးလွန်သူကိုတွေ့ဆုံရန်တောင်းဆိုခြင်းသည် အလွန်ရှားပါသောအဖြစ်ပြက်ဖြစ်၍ရဲများအံ့ဩကုန်ကြသည်ဗိုလ်မှူးကြီးမလိုအပ်ပါဘူးမဟုတ်ပါဘူးကျမတိုက်ရိုက်တွေ့ဆုံရမယ့်အကြောင်းရင်းရှိပါတယ်တွေ့ဆုံခန်းတွင်လူနှစ်ဦးမျက်နှာချင်းဆိုင်ထိုင်နေကြသည် ကိုဖိုးတီဟာဒီခေါင်းမဖော်နိုင်ဖြစ်နေသည့်တောင်းပန်ပါတယ်ဘုံမူကြီးတကယ်တောင်းပန်ပါတယ်တရေးအရာခံဘူးဘုံမူကြီးမတီတာလင်းကလုံးဝခြားနာသော စကားတခွန်းကို ပြောလိုက်သည်ကိုဖိုးတီဟာဒီအံ့ဩ၍ခေါင်းမော့ကြည့်သည်ခမရရဲ့စစ်မှုထမ်းမှတ်တမ်းကို ကျမစစ်ဆေးခဲ့ပြီးပြီးချင်းရွှေဟောစစ်စင်ရေး6လပါဝင်မှုရဲဘော်ကယ်ဆယ်ရေးတွင်ဒဏ်ရာရရှိမှုနှင့်ယောဂါရှာဖွေတွေ့ရှိမှု ကိုဖိုးတီဟာဤမျိုးလုံးများတွင် မျက်ရည်များစတင်စုဝေးလာသည်တရေရာခံဘူအဲ့ဒီနေ့ကဘာတွေဖြစ်ခဲ့လဲပြောပြပါဦးကိုဖိုးတီဟာသည်အချိန်ကြာကြီးတိတ်ဆိတ်နေခဲ့ပြီးမှ နောက်ဆုံးတွင်စကားစာပြောသည်2008ခုနှစ်နိုဝင်ဘာလ23ရက်နေ့ပါဟိုတယ်ရွှေလီဟော်ရှူလေး စစ်ကြောင်းလုံခြုံရေးတာဝန်ထမ်းဆောင်ရင်ခြုံကိုတိုက်ခိုက်ခံခဲ့ရတာတက်ကြမောင်စံလင်းကပထမဆုံးကြည်စံထိမှန်ခဲ့ပြီးကျွန်တော်နောက်လိုက်ရဲဘော်တွေကိုကာကွယ်ဖို့ကြိုးစားခဲ့တယ်ကိုဖိုးတီဟာသည်မျက်ရည်ကျလာသည်ကျွန်တော်ရှိမှပဲသူတို့တွေတူပြီးတူသေဆုံးသွားတာကိုဘာမှမတက်နိုင်ခဲ့ဘူးအဲ့ဒီနောက်ပိုင်းကျွန်တော်ဘဝဆုံးခန်းတိုင်ခဲ့တယ်ညတိုင်းအိမ်မက်ဆိုးတွေနဲ့လွန်ခဲ့တယ်အရက်မပါပဲအိတ်လို့မရဘူးပုံမှန်ဘဝကိုမနေနိုင် တော့လို့ဒီလိုအောက်တန်းကြတဲ့ဘဝကိုရောက်ခဲ့တာပါဘုံမူးကြီးမတီတာလင်းသည်ကိုဖိုးတီဟာဤစကားကို တိတ်ဆိတ်စွာနားထောင်ခဲ့သည်တဲ့ရင်ရာခံဘိုးအဲ့ဒီနေ့ယထားပေါ်မှာဗာတွေးနေခဲ့လေရုတ်တရက်ဘုံမူးကြီးကိုရန်သူလိုမြင်ခဲ့တယ်ပြီးတော့ကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့အတန်တွေကြားခဲ့တယ်ပါလို့ငါတို့ကိုမကယ်ခဲ့တာလဲမင်းတယောက်တည်းအသက်ရှင်လို့ပြောနေလားဆိုပြီးဒါကြောင့်တစုံတူဦးကိုတိုက်ခိုက်မှရမယ်လို့ထင်ခဲ့တာ ါကပချိရဲ့ပုံမှန်လက္ခဏာပါတရင်ရာခံဘူကလူနာပါစေကူတော်မှုခံယူဖို့လိုအပ်တဲ့လူနာပါကိုဖိုးတီဟာခေါင်းရမ်းဒီကျွန်တော်ကူတော်မှုခံယူဖို့မထိုက်တန်ပါဘူးရဲဘော်တွေကိုမကယ်နိုင်ခဲ့တဲ့အဖြစ်သားပါမဟုတ်ပါဘူးခမားဟာနိုင်ငံအတွက်တိုက်ပွဲဝင်ခဲ့တဲ့သူရဲကောင်းမှဘသူကမှ ခမားကိုအပြစ်တင်ပိုင်ခွင့်မရှိဘူးဘုံမူကြီးမတီတာလင်းဤစကားကြောင့်ကိုဖိုးတီဟာအကြီးအကျယ်ငိုကြွေးသည်သူရဲကောင်းလားကျွန်တော်က သူရဲကောင်းမဟုတ်ပါဘူးကြာဆုံးခဲ့တဲ့စစ်တီပါမဟုတ်ဘူးခမည်းဟာရဲဘော်တွေကိုကယ်ဖို့စ조사ရင်ဒဏ်ရာရခဲ့တဲ့ရဲရင်တော်စစ်တီတဦးပါအခုကုသမှုခံယူပါတော့ကျမကူညီပါမယ်ဘိုးမူးကြီးမတီတာလင်းသည်ကိုဖိုးတီဟာဤလက်ကိုဆုပ်ကင်လိုက်သည်နောက်တနေ့တွင်ဘိုးမူးကြီးမတီတာလင်းကရဲတပ်ဖွဲ့စခန်း၌အံအားသင့်ပွဲကြီးညာချက်တစ်ခုထုတ်ပြန်ခဲ့သည် ျမကိုဖိုးတီဟာကိုအပြစ်ပေးရင်မလိုလားပါသူစိတ်ကျမ်းမာရေးကုသမှုခံယူနိုင်ရင်ကူညီပေးပါလို့တောင်းဆိုပါတယ်သူသည်ရာဇဝတ်သားမဟုတ်ပါ ကုသမှုလိုအပ်သောလူနာဖြစ်ပါတယ်တပတ်အကြာတွင်ကိုဖိုးတီဟာသည်ရန်ကုန်စေယုံကြီးစိတ်ကျမ်းမာရေးဌာနတွင် ပထမဆုံးကုသမှုကိုစတင်ခဲ့သည်ဘုံမူကြီးမတီတာလင်းကိုရိုင်းစေယုံအထိလိုက်ပါခဲ့သည် ကြောက်နေသလားဟုတ်ပါတယ်ယူသားစွာပြောရရင်ကြောက်တယ်15နှစ်ကြာဒီပြဿနာနဲ့နေခဲ့တာတကယ်ပြောင်းနိုင်ပါမလားပြောင်းနိုင်ပါတယ်တရင်အရာခံဖို့လဲဒီအတိုင်းပါပဲအခန်း6ပြန်လဲထူထောင်ရေးနဲ့နောက်ဆုံးမျိုးဝက်ချက်ကုသမှုသည်မလွယ်ကူခဲ့ပါပထမအကြိမ်ဆွေးနွေးပွဲများတွင်ကိုဖိုးတီဟငိုကြွေးနေခဲ့သည်15နှစ်ကြာဖုံးကွယ်ထားခဲ့သောစိတ်ခံစားမှုများပွင့်ထွက်လာသည် ဆရာကျွန်တော်တကယ်ဆိုးတဲ့လူပါရဲဘော်တွေကို မကာကွယ်နိုင်ခဲ့ဘူးအပြစ်မဲ့သူကိုပါတိုက်ခိုက်ခဲ့တယ်ကိုဖိုးတီဟာခမားဟာဆိုးတဲ့လူ မဟုတ်ဘူးဒဏ်ရာရခဲ့တဲ့လူတယောက်သာဖြစ်တယ်။သုံးပတ်အကြာတွင် ကိုဖိုးတီဟာ၌တေးငယ်သော ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်ခဲ့သည်အိမ်မက်ဆိုးများ၏အကျဉ်းရေရောနေလာသည်မင်းညားကအိမ်မက်ဆိုးမမတ်ဘူးဟုကိုဖိုးတီဟာကဘုံမှုကြီးမတီတာလင်းကိုပြောပြသည်တကယ်ဝမ်းသာစရာပဲတဖြည်းဖြည်းတိုးတက်လာပြီး ဘူမှုကြီးကြောင့်ပါ မဟုတ်ပါဘူးတရင်အရာခံဘူကိုရိုင်းရဲ့စိတ်ဆန္ဒကအရေးကြီးဆုံးပါနှစ်လအကြာတွင် ကိုဖိုးတီဟာ၌အံ့အားသင့်ဖွယ်ရာ ပြောင်းလဲမှုဖြစ်ပေါ်လာသည် သူသည်ဘူမှုကြီးမတီတာလင်းအားအထူးအကြံပြုချက်တစ်ခုပေးခဲ့သည်ဘုံမူကြီးကျွန်တော်တို့လူတွေကိုကူညီခြင်းနဲ့စစ်ပြန်တွေထဲမှာကျွန်တော်တို့နဲ့နာကျင်နေတဲ့သူတွေအများကြီးရှိမှာပါကျွန်တော်သူတို့ကိုကူညီပြီးနေထိုင်ခြင်းနဲ့ ဘုံမူးကြီးမတိတာလင်းဤမျက်နာပေါ်တွင်အပြုံးပေါ်လာသည် အလွန်ကောင်းသောအကြံပါတရင်အရာခံဘူးထို့နောက်ကိုဖိုးတီဟသည်စစ်မှုတန်းဟောင်းများဤစိတ်တန်ရာဆွေးနွေးရေးစင်တာတွင်စေတနာဝန်ထမ်းအဖြစ်စတင်လုပ်ကင်ခဲ့သည်ပထမတွင်ရိုးရှင်းသော အလုပ်များသာလုပ်ကင်ခဲ့တော်လဲတဖြည်းဖြည်းအခြားစစ်မှုတန်းဟောင်းများနှင့် စကားပြောဆိုဆွေးနွေးလာသည် ကိုကြီးကျွန်တော်ညတိုင်းအိမ်မက်ဆိုးမက်တဲ့ကျွန်တော်နှစ်ဆက်ကျော်ပဲရှိသေးတယ်ဟုစစ်မှုထမ်းဟောင်းတဦးကကိုဖိုးတီဟာအားပြောပြသည်ငါလဲအဲ့ဒီလိုပဲဒါပေမဲ့ဈေးကူးတောင်းမှုခံယူရင်ကောင်းလာမှာပါကိုဖိုးတီဟာသည်သူ၏အတွေ့အကြုံကိုပြောပြသည်တကယ်လားကိုကြီးလဲကူးတောင်းမှုခံယူခဲ့တာလားဟုတ်တယ်အစားကကြောက်ပေမဲ့အခုတော်တော်လေးကောင်းလာပြီထိုစစ်မှုထမ်းဟောင်းဤမျိုးလုံးများတွင် မျောလင်းချက်များပေါ်လာသည် 6လအကြာတွင်အာသင့်ဖွယ်ရာဖြစ်ရဖြစ်ပေါ်ခဲ့သည်ကိုဖိုးတီဟာသည်စစ်မှုထမ်းဟောင်းများဆွေးနွေးရေးစင်တာ၏တရားဝင်အတိုင်ပင်ခံပုဂ္ဂိုလ်ကောင်ဆယ်လာဖြစ်လာသည်ကုန်ယူပါရဲကိုဖိုးတီဟာအတိုင်ပင်ခံဗိုလ်မှူးကြီးမတီတာလင်းကကိုဖိုးတီဟာ၏အရေးချင်းလက်မှတ်ကိုကြည်ရင်ပြောသည်ဗိုလ်မှူးကြီးကြောင့်ပါ မဟုတ်ပါဘူးခမားကိုယ်တိုင်ရဲ့ကြိုးပမ်းမှုရလက်ပါကိုဖိုးတီဟာသည်ယခုအခါလုံးဝခြားနာသော ပုံကိုဖြစ်နေပြီ အရင်ကကြမ်းတမ်းပြီးရန်လိုသော ပုံစံများပျောက်ကွယ်သွားပြီးနှွေးထွေး၍ယုံကြည်စိတ်ချရသောပုံစံတို့ပြောင်းလဲခဲ့သည်။တနည်းအကြာတွင်ကိုဖိုးတီဟာသည်ဘူမူကြီးမတီတာလင်းထံမှထူးခြားသောစာတစောင်ကိုရရှိခဲ့သည်။တရေးရာခံဘူထံတို့တကယ်တော့ကျမခမည်းကိုမပြောပြရသေးတဲ့ကိစ္စတစ်ခုရှိပါတယ်။ကျမရဲ့ဖခင်ကဘူမူကြီးဥအောင်သူဆိုသူဖြစ်ပြီး2008ခုနှစ်ချင်းရွှေဟောစစ်စင်ရေးမှာကြာဆုံးခဲ့ပါတယ်။ သူကပဲခမားကယ်ဖို့စ조사ရင်းအတူကြာဆုံးခဲ့တဲ့တကြက်မောင်ဆန်လင်းရဲ့ဖခင်ဖြစ်ပါတယ်။ကိုဖိုးတီဟာဤလက်များတုံရင်လာသည်ဖေဖေကအသက်ရှင်တုန်းကမကြာခဏပြောလေးရှိပါတယ်။တရင်ရာခံဖို့ကိုဖိုးတီဟာဟာတကယ်ထူးချွန်တဲ့စစ်တီတူပဲနောက်ဆုံးအထိလက်မလျှော့ပဲငါတို့ကိုကယ်ဖို့စ조사ပေးခဲ့လို့ယေရှုတင်ပါတယ်တဲ့ပြီးတော့ရှေ့ဆက်ပြီးကောင်းကောင်းမွန်မွန်နေထိုင်ပါလို့ပြောခိုင်းခဲ့ပါတယ်။ ကိုဖိုးတီဟာသည်စာကိုဆက်ဖတ်နိုင်ခြင်းမရှိဘဲငိုကြွေးနေသည်ထိုညနေတွင် ကိုဖိုးတီဟာသည်ဘူမူကြီးမတီတာလင်းနှင့်တွေ့ဆုံခဲ့သည်ဘူမူကြီးမဟုတ်ပါဘူးတကြက်မောင်ဆန်လင်းရဲ့ညီမကိုဖိုးတီဟာသည်ဘူမူကြီးမတီတာလင်း၏ရှေး၌ဒူးထောက်လိုက်သည်တရင်အရာခံပို့ထပါ အကိုကခမည်းကိုအပြစ်မတင်ခဲ့ဘူးကျေးဇူးတင်ခဲ့တာကျွန်တော်တကယ် တကယ်တောင်းပန်ပါတယ်တကြက်မောင်စံလင်းကိုမကယ်နိုင်ခဲ့သည့်အတွက်မဟုတ်ပါဘူးအကိုဟာတရင်ရာခံပိုးကြောင့်နောက်ဆုံးအထိရဲရင်စွာတိုက်ပွဲဝင်နိုင်ခဲ့တာပါသူတို့နှစ်ဦးသည်တဦးကိုတဦးပွေဖက်ကအချိန်တော်ကြာငိုကြွေးနေခဲ့ကြသည် စိန်ငါးနှစ်ကြာစုဆောင်းထားခဲ့သောနားလည်မှုလွဲမှားခြင်းနှင့်အပြစ်ရှိသည်ဟု ခံစားရခြင်းတို့သည် နောက်ဆုံးတွင် ပွင့်ထွက်သွားသည့်အခိုက်အတန့်ဖြစ်သည်ဤကုံစစ်တီဤဂုံတိတ်ခါ ထိုအချိန်မှနှစ်နှစ်ကြာပြီးနောက်တွင် ကိုဖိုးတီဟာသည်ရန်ကုန်တွင်အကျော်ကြားဆုံးမတ်အထူးပြုအတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။လစဉ်တစ်ကြိမ်သူတို့နှစ်ဦးသည်တက်ကြွမောင်ဆန်လင်းအုပ်ကူကိုတွားရောက်ဂါရောပြုကြသည်။အကူကိုဖိုးတီဟာအခုတကယ်ပျော်ရွှင်စွာနေထိုင်နေပါတယ်။မောင်ဆန်လင်းတောင်းပန်နေ။ပြီးတော့ကျေးဇူးတင်ပါတယ်။သူတို့နှစ်ဦးသည်အုတ်ကူရှိ၌အယူအသေးပေးကြသည်လေပြည်ကတိုက်ခတ်လာပြီးသပင်များကိုဖျက်တမ်းသွားသည် တကြက်မောင်စံလင်းကပြန်လဲဖြေးချနေတကယ်တို့ပင်ဖြစ်သည်။လွန်ခဲ့သောနှစ်က ကိုဖိုးတီဟာနှင့်ဘိုမှုမတီတာလင်း သူမသည်ယခုအခါဘိုမှုချုပ်ရာထူးသို့တိုးမြှင့်ခံထားရသည်။တိုးဤဇလန်းကိုမက်ထရိုရထားပေါ်ကစတင်ခဲ့သောအံဖွဲရာအမည်ရှိမှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပြီးတနိုင်ငံလုံးတွင် ထုတ်မြင့်ပြသခဲ့သည် ယခုအခါကိုဖိုးတီဟာတီထောင်ထားသော ကုသရေးအစီအစဉ်သည်ဖြတ်ကုသမှုအောင်မြင်နှုန်းကို85အထိမြင့်တင်နိုင်ခဲ့သည်သူတို့ကဲတင်ခဲ့သောစစ်မှုထမ်းဟောင်းများသည်အခြားသူများကို ပြန်လည်ကူညီပေးနေကြသည်အီဇလန်ကကျွန်ုပ်တို့အားကြီးမားသောသင်ကန်းစာပေးခဲ့သည် ကျွန်ုပ်တို့ကလူဆိုးမှုတတ်မှတ်ထားသော ပုံကူများ၏နောက်ွယ်တွင်နှဆိုင်သော စိတ်ဒဏ်ရာနှင့်နာကျင်မှုများပုံဝယ်နေတတ်သည် စစ်မှန်သောရဲစွမ်းတတိဆိုသည်မှာတစုံတဦးကိုဖိနှိပ်ခြင်းမဟုတ်ဘဲထိုသူ၏နာကျင်မှုကို နားလည်၍သူစားပေးခြင်းဖြစ်သည်တင့်ပတ်ဝန်းကျင်တွင် နာကျင်နေသူများရှိပါကစီရင်ဆုံးဖြတ်ခြင်းနှင့်အပြစ်တင်ခြင်းများထက်နားလည်ပေးရန်နှင့်ကူညီပေးရန်စူးစားပါသေးငယ်သောဂယုဆိုင်မှုနှင့် စေတနာသည်တစုံတဦး၏ဘဝကိုလုံးဝပြောင်းလဲပြစ်နိုင်ပါသည် ဤဇလန်းနှင့်ပတ်သက်၍တင်းဤအမြင်ကိုမှတ်ချက်ပေးခဲ့ကြပါဦးဤကဲ့သို့နှွေးထွေးသောဇလန်းများကို လူများစွာထံရောက်ရှိစေရန် like နှင့် subscribe လုပ်ပေးကြပါရန်လည်းတောင်းဆိုအပ်ပါသည်နောက်တစ်ချိန်တွင် ပိုမိုစိတ်လှုပ်ရှားဖွယ်ရာနှင့်အသေးပေရှိသော ဖြစ်ရမှန်ဇလန်းများဖြင့်ပြန်လာပါမည်ကျေးဇူးတင်ပါသည်